အင်တာဗျူးမှာဒီလိုမှရလုံးမိရင်အလုံးများဖို့သိချပါဗျ။ဒီထဲကနောက်ဆုံးချက်ကတော့လူတော်များလုံးမိတတ်တာမလို့အလုပ်တကယ်ရချင်းဘလို့ပြန်ရမလဲဆက်ကြည့်ကြည့်ပါ။မင်္ဂလာပါ။ကေဗျာခိုင်းမှကြိုဆိုပါတယ်။လူတွေ့အင်တာဗျူးမှာ အပယ်ခံရတဲ့80ရာခိုင်နှုန်းလောက်ကဒီအမား9ခုလုံးမိရအကြောင်းမလို့ဖြစ်ပါတယ်။နံပါတ်1အမားကတော့အင်တာဗျူးကိုအချိန်မီမလာတာ အင်တာဗျူးချိန်ထားတဲ့အချိန်ထဲနောက်ကျမှရောက်တာမျိုးလိုအပ်တဲ့ CV ဖောင်ယူမလာတာမျိုးတွေကအလုပ်ပေါ်အလေးမထားတဲ့အပြုအမူဖြစ်တဲ့အတွက်အလုပ်ရနိုင်တဲ့ခွင့်လေးကိုပြသစေနိုင်ပါတယ်။အင်တာဗျူးကိုချိန်ထားတဲ့အချိန်ထက်အနည်းဆုံး15မိနစ်လောက်ဆောရောက်နေပြီးလိုအပ်တဲ့စာရွက်စာရင်းတွေကိုလည်းကြိုတင်ပြင်ဆင်သွားတင်ပါတယ်။နံပါတ်1မှာကတော့လျှောက်ထားတဲ့ရာသူကုမ္ပဏီချက်လက်တွေကိုလေ့လာမှထားတာ။ကိုလျှောက်ထားတဲ့အလုပ်အကြောင်းနဲ့ကုမ္ပဏီအကြောင်းကိုမသိဘဲနဲ့အင်တာဗျူးသွားဖြစ်ရတာကကြိုတင်ပြင်ဆင်မှုရှိရတဲ့သူအဖြစ်မြင်စေပါတယ်။ ကိုလှုပ်ရှားထားရသူမှာလောအမဲ့တာဝန်နေဖြင့်ကွန်မြူနတီပတ်သက်တဲ့အခြေခံချက်လက်တွေကိုဆိုရှယ်မီဒီယာ page တွေ website တွေအနေနဲ့ကြိုလည်လာသွားတင်ပါတယ်။နံပါတ်3မှာတော့အရင်လှုပ်ချောင်းမကောင်းပြောတာအဲအရင်လုံးနဲ့ပတ်သက်ပြီးမကောင်းပြောခြင်းဟာကိုယ့်ကို professional မဆန်တဲ့ပုံပေါက်စေရကြောင်းအရင်လုံးဖို့ကိုင်းမဟောင်းအထက်လူကြီးဟောင်းနေတဲ့မကောင်းကြောင်းကိုလုံးဝမပြောမိဘူးလို့ပါတယ်။ကို့အနေနဲ့အရင်လုံးမှာအဆင်မပြေခဲ့တဲ့ချက်တွေရှိရင်အဆင်မပြေခဲ့တဲ့အကြောင်းကိုမကောင်းပြောမဲ့အစား ဒီချက်တွေနဲ့ပတ်သက်ပြီးသင်ခန်းစာအဖြစ်သင်ယူခဲ့ရပါတယ်ဆိုတာမျိုးကိုပြန်ပြောင်းပြောတင်ပါတယ်။နံပါတ်၄အမှားကတော့စကားများလွန်းတာဒါမှမဟုတ်စကားနည်းလွန်းတာ။အင်တာဗျူးမေးခွန်းတွေဖြေနေရမှာလူရင်းမရောက်ဖဲနဲ့ကိုပြောချင်တဲ့အကြောင်းတွေကိုအများကြီးပြန်ပြောလိုက်တာမျိုးဒါမှမဟုတ်တခွန်းမေးတခွန်းဖြေပုံစံမျိုးနဲ့ပဲပြောရမျိုးရလုံးမရဆိုရင်တော့ communication မကောင်းတဲ့လူလို့ယူဆနိုင်ပါတယ်။ဒါကြောင့်မလို့အင်တာဗျူးရဖြေနေရမှာအဖြေကိုလူသူရှင်းတဲ့ professional ဆန်ဆန်ပုံစံမျိုးနဲ့ဖြေတင်ပါတယ်။ နောက်ဆုံးအနေနဲ့လူများစုလုံးမိတတ်တဲ့အမားတော့မိခွန်းပြန်မမိရပါ interview ဆုံးသက်ခန်းဒီမှာ interviewer ကမင်းဆရာရှိလားလို့မြားသွားဖြစ်မိတတ်ပါတယ်ဒီလိုမေးရင်လူတော်များကမင်းဆရာမရှိပါဘူးဆိုပြီးမိကုန်းပြန်မမေးဘဲနေတတ်ကြပါတယ်ကိုတိချင်တဲ့မေးချင်တဲ့အကြောင်းအရာမရှိခြင်းကဒီလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုမရှိရပုံပေါက်เสียရကြောင်းမလို့ကိုယ့်ရဲ့စိတ်အားထက်သန်မှုဖော်ပြဖို့အတွက်မိကုန်းနေပြန်မေးတတ်ပါတယ် ဒီနေရာမှာဘယ်လိုမေးခွန်းတွေမေးကြရမလဲဆိုတာတော့နောက်ဗီဒီယိုမှာထပ်ပြီးမျှဝေပေးသွားပါမယ်။အဆုံးထိကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်။ဒီလိုလောက်ကိုင်းတဲ့ပတ်သက်တဲ့အကြံဉာဏ်တွေကိုပုံမှန်မျှဝေပေးသွားမှာဖြစ်တဲ့အတွက် follow ထားပေးဖို့မမေ့နဲ့နော်။